အားလုံးပဲမင်္ဂလာပါအာစီတူတဆုံရတဆုံ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆ ्याम ကျူးရဲ့ကြာတော့ဒီလဲမောင်စကားဝတ္ထုကို အပိုင်း၁၈အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ကြာတော့ဒီလဲမောင်စကားအပိုင်း၁၈အခန်းငါး တမဝရမစေခမ်းမှအိမ်ပြန်ရောက်သောအခါတင်းတင်းစောဤစာကြည့်စပွဲပေါ်တွင်စာနှက်ဆောင်တင်ထားသည်ကိုတွေ့ရသည်တဆောင်မှချောမွတ်သောကျွေဆက်ကူဖြင့်အဖြူရောင်တက်တက်စာအိတ်ဖြစ်ပြီးမြင်အနက်ရောင်အင်္ဂလိပ်လက်ရေးခတ်တော့တော့ဖြင့်သူမလိပ်စာတက်ထားသည်လိပ်စာကဘလောက်ရှင်းလိုက်တလဲဆိုလျင်နှစ်ချောင်းပဲပါသည်ဒေါက်တာတင်းတင်းစော စာရေးဆရာမရေနံချောင်းမြို့တဲ့အောက်တွင် စာတိုက်စရေးများ ကြည့်စွထားဟန်ရှိသောဇော်ဤတမဝယမစေခန်းနံမီစာချောင်းတစ်ချောင်းအပူပါလာသည်နန္ဒဤစာမန်သူမချက်ချင်းရိမ့်မိလိုက်သည်နောက်စာတစ်စောင်မှာယူရီးယားကလာသောလေရင်စာအိတ်ဖြစ်သည်လက်ရေးမှာဘောပင်အပြာရောင်ဖြင့်ရေးတော်သူမအမြဲတမ်းရင်းနှီးနေကြဖြိုးဤလက်ရေးစိတ်စိတ်ကလေးများဘလောက်အံ့ဩစရာကောင်းလိုက်တယ်လေငယ်စဉ်ကတည်းကဘတော်မမတဲ့သောဤလူငယ်နှစ်ယောက်သည် မိမိထံစာရေးသောအခါတနေ့တည်းထက်ဖြစ်ကြပုံရပါသည်ဇော်သည်စာနှဆောင်ကိုဘသူစာအရင်ဖတ်ရမလဲဟု အနှဲငယ်တွေ့ဝေစွာရွေးချယ်နေလိုက်သေးသည်ထို့နောက်ဖြိုးဤစာကို အရင်ဖွင့်ဖက်လိုက်လေသည်ဇော်နေကောင်းရဲ့လားဒီတစ်ခေါက်နေမြန်မြန်ပြန်ဖြစ်တာကောင်းပါတယ်ဦးလေးစိတ်ပူမနေရတော့ဘူးပေါ့တနင်္ဂနွေညနေနန္ဒာဤတိုက်ခန်းမှာ ၃ရောက်သားပြဿနာတက်ကြပြီးနောက်နောက်တနေ့တင်းလာနေကြတော့သူမဘေးမှာတစ်ချိန်လုံးဖြိုးရှိနေခဲ့သည်မနက်၈နာရီလောက်တွင်ကြည်မြင့်တိုင်အိမ်သို့နန္ဒတယ်လီဖုန်းဆက်သည်ဖြိုးကစကားပြောခွက်ကိုသူမကင်ခွင့်မပေးပါသူကောက်ကိုင်းနားထောင်သည်ဟက်လုံးဟုနှုတ်ခွန်းဆက်စကားပြောပြီးပြီးချင်းတစ်ဖက်ကဖုန်းချသွားလေသည်ဘေးမှာရက်ကြည့်နေသောဇော့အနေဖြင့်ဘသူလဲဟုပင်မေးနေစရာမလိုပါ နန္ဒအဖြစ်ရမည်ဂျိုးကတယ်လီဖုန်းကိုခွက်ခနဲ့စောင့်ချပြီးဇော့ဘက်သို့မျက်နှာထားတင်းတင်းဖြင့်လှဲ့ချသည်တွေ့လားဒီကောင်းသားတကယ်ရိုးသားရင်နင်းနဲ့စကားပြောချင်တယ်လို့ပွန့်ပွန့်လင်းလင်းအေးဆိုမှာပေါ့ဇော်သူ့ကိုငေးမောကအင်အားနေပါစွာပြုံးပြလိုက်မိသည်နင့်ကိုကြောက်လို့ရှိမှာပေါ့ဖြိုးရဲ့အိုးဒီကောင်းလားလောကမှာဘသူ့ကိုမှကြောက်တတ်မဲ့ကောင်မဟုတ်ပါဘူးဒါနဲ့ဆို နင်ဒီနေ့လက်မရရင်နင်ဒီနေ့ပြန်ရမယ်ပြန်မယ်မဟုတ်လားမပြန်ဘူးဟုဇောဘလို့ပြောထွက်နိုင်မီနီဘေးကံစွာဖြိုးကိုကောင်းငိတ်ပြလိုက်ရပါသည်ဇောထံမှသဘောတူညီချက်ရရင်ရချင်းသူကြံတိုင်းအောင်ကားဂိတ်သို့ပုံလန့်ဆက်တော်၏ဇောတထိတ်ထိတ်ဆူတောင်းနေလိုက်သည်ဒီနေ့အတွက်ခုံနေရမကြံပါစီနဲ့သို့တော့ကံကြမ္မာသည်သူမဘက်မှမရှိတော့ရာကြပြီဖြစ်၍ ထိုင်ကုန်နေရာတန်နေသေးတည်တဲ့၉နာရီထိုးတော့တယ်လီဖုန်းလာပြန်၏ကျိုးအောင်ထက်သွားနေချင်းဖြစ်၍ဖုန်းကိုသူမကောက်ကင်ခွင့်ရသွားသည်စကားတခွန်းမှမပြောဖြစ်ပဲတစ်ဖက်မှအတန်ကိုသာညင်သက်စွာနားထောင်နေမိခိုင်တစ်ဖက်ကလည်းဘာမှမပြောပဲညင်သက်နေသည် သူမစိတ်မရှိနိုင်စွာပြင်သက်တစ်ချက်ရှိုင်လိုက်သည်တင်းတင်းစော်လာနန္ဒအီအတန်မှာခါတိုင်းလိုပင် နုညံ့သိမ်မွေးလျက်ရှိသည်ဟုတ်တယ်ယုံခနဲ့အနာတို့ဖြိုးရောက်လာသည်သူမအလန့်တကြားမော့ကြည့်တော့သူ့မျက်ဝန်းမှာတင်းမာရိတ်လုံးဝမတွေ့ရသူကပြုံးပင်ပြုံးပြလိုက်သေးပြီးမျက်နှရိတ်မျက်နှကဲဖြင့်စကားပြောခွက်ကိုတောင်း၏ဇောမပေးပါကိုယုံကအပြန်လာတွေ့နိုင်မလားယင်ဟင်အင်းဒီနေ့ဖြိုးကတယ်လီဖုန်းကို အတန်လုံးဝမထွက်စေဘဲဆွဲယူလျက်ပြန်ချထားလိုက်လေသည်ချိုးကလည်းဇောမကြေမနဲ့ညီးတော့သူပြုံးလေသည်နင်းကမင်းကလေးပဲမင်းကလေးဆိုတာတံပိုးကြည့်အောင်နေရတယ်ကိုကိုကိုတံပိုးထားမှယောက်ျားတွေကတံပိုးထားလိုက်မယ်ယောက်ျားတွေကိုဖြိုးကြော်နဲ့အတူတူသဘောထားပြီးဆက်ဆံဖို့စိတ်မကူးနဲ့ကြားလာနန္ဒကတော့ငါတိတမယယောက်ျားထဲမှာကိုကိုကိုအထင်ကြီးဆုံးကောင်းပဲ။ ဤစကားကိုချွင်းချက်မရှိ သူမထောက်ခံပါသည်နေ့ကိုသူတကယ်ချစ်ရင် သူနဲ့အချစ်ကိုရဖို့အကြိမ်ကြိမ်စူးစမ်းစီရမယ်ငါပြောတာနေလက်ခံရဲ့လားသူမတိတ်ဆိတ်စွာခေါင်းငိမ့်လိုက်သည်အခုရောသူနေ့ကိုချစ်စကားပြောပြီးပြီလားအတန်ကြာအောင်စဉ်းစားနေပြီးနောက် သူမဝမ်းနည်းစွာခေါင်းခါရမ်းပြစ်လိုက်၏နန္ဒသည်သူ့ဘက်ကအချစ်ဆိုတာကို လုံးဝဖွင့်ပြမိသူမဟုတ်ပါ သူသည်တင်တင်စော့ကိုသူလိုချင်သောပုံစံမျိုးတို့ရအောင်ညှို့ယူဖန်တီးသွားဖို့သာဆုံးဖြတ်ထားဟန်တူပါရဲ့ထို့သူတွေးလိုက်မိတော့ဇော်နှင်းကနဲ့ရင်နာသွားလေသည်ငါအပေါ်မှာတလွဲမထင်တဲ့မိဇော်နင်သူ့ကိုဒီလောက်လက်ရောဖို့မကောင်းဘူးနောက်ကိုသူကချစ်တယ်လို့မပြောမချင်းသူ့အခန်းကိုနင်လိုက်သွားဖို့စိတ်မကူးနဲ့ကြားလာနင်ဂတိပေးနိုင်မလားသူမကောင်းငိမ့်လိုက်သည် မဟုတ်ဘူး။နင်စဉ်းစားပြီးမှဖြစ်ပထမဆုံးလုပ်ရမှာကိုကိုကိုတေချာဖို့ပဲ။နောက်ပြီး तू နဲ့ပတ်သက်ပြီးငါတိထားသလောက်သူ့စကားတည်းကနှိုက်ထုတ်လို့ရသလောက်တော့ तू ဟာမင်းကလေးတယောက်ကိုဘယ်တော့မှတနစ်ပြည့်အောင်မတွဲဘူး။ဤစကားသည် तू မှရင်ထဲသို့ပြင်းထန်သောအရှိန်ဖြင့်စူးနှင့်စွာ ဝင်ရောက်ထိမှန်သွားလေသည်။ ထိုနေ့ညက်နေတန်တိုင်းအောင်ကားပေါ်သူမဝင်ထိုင်ပြီးသည့်အတီနန္ဒရောက်လာလိမ့်မည်ဟုမမျော်လင့်ခဲ့မိချေသူမပြန်ပြီဆိုတာသူသိနိုင်လိမ့်မည်ဟုလည်းမထင်ခဲ့ချေ၄နာရီ၁၀မိနစ်တွင်ကားဆက်နှိုးသည်ဂျိုးကပဒင်းပေါက်ပေးမှရက်လျက်ကျုံးရယ်က GP ကောင်းပါစေဟုရွှန်းနှောင်းနှောင်းအမူအရာဖြင့်ဆုတောင်းပေး၏ထို့နောက်ကားကောင်းဥတီထားသော မဟာဗန္ဓုလလန်းစီတို့တစ်ချက်လှမ်းကြည့်ပြီး သူ့မျက်နာကအပြုံးရိပ်မှပျောက်ကွယ်သွားသည်။ဟိုကောင်လာနေတယ်။သူမကိုသူမထိမ့်ချုပ်၍မရနိုင်ပဲရင်တဒိတ်တိတ်ညံဆန်စွာခုန်လာသည်။ဘသူလဲဟု မေးဖို့မလိုပါ။လှမ်းကြည့်လိုက်တော့နန္ဒကခတ်သွက်သွက်ရှောက်လာနေသည်။သူမတို့ကြံတိုင်းအောင်ကားဤရှေ့တက်တဲ့ကလျက်မှာပင်ဆက်နိုးပြီးသာဘီလိန်စပြုသည် စေတနာကားကရှိနေသည်နန္ဒကစေတနာကားစီတစ်ချက်ဝှေ့ဝဲကြည့်ပြီးမှ ကြံတန်းအောင်ကားပေးမှမတက်ရက်နေသောဖြိုးကိုမြင်သွားသည်သူအပြေးကလေးရောက်လာ၏မေးစပိုရှက်အပြာနုရောင်နှင့်အနက်ကွက်စိတ်စိတ်ကလေးများပါသောရခိုင်လုံးကြီးကိုဝတ်ထားသည်သူ့လက်ထဲမှာစာအုပ်တစ်ထပ်ကင်ထားသည်ဖြိုး၏ဘေးမှဖြက်လျက်ကားပြင်းနှင့်နီးကပ်စွာရှောက်လာသည်သူ့နဖူးဆန်ဆာမှချွေးဆက်များဆူလက်နေပြီးအမောတကောဆော့ကိုပြုံးပြနှုတ်ဆက်သည်တော်ပါသေးရဲ့ကွာ ကားထွက်လောက်ပြီးထင်လို့မောသွားတာပဲညော့မနေ့ကမင်းမိကြံခဲ့တဲ့ကမူးရယ်ဒါကကိုမင်းကိုဖတ်စေခြင်းနဲ့ဂျွန်စတင်းဘတ် စာအုပ်များကိုလှမ်းပေးတော့သူမလက်နဲ့မထီအောင်သူတတိကြီးစွာထားကြောင်းစော်ရိပ်မိလိုက်သည် ချိုးရှိမှမှုများလားချိုးကမျက်နှာထားခတ်တီတီဖြင့်နောက်ဆုတ်လျက်လက်ပိုက်ရက်ကြည့်နေသည် ထိုအခိုက်ကားကဖြင်းင်းစွာဆက်နိုးပြီးဘီးလိမ့်စပြူလာသည်အော် မင်းစီကို ကိုစာထည့်ခြင်းရင်ရပါတယ်တို့နာမည်နဲ့ရေနံချောင်းလိပ်စာတက်လိုက်ရောက်တယ်သူနောက်ဆုတ်၍မတက်ရက်ဤချိုးနှင့်သူဘေးချင်းရှင်လျက်ဖြစ်သွားသည် ကားထွက်လာတော့နှစ်ယောက်စလုံးသူမကိုလက်မပြကြပါဒီတစ်ခေါက်ရန်ကုန်မှပြန်လာရသည်မှာကမန်းကဒန်းပြန်ခဲရလို့လားမသိသူမရင်ထဲကတစုံတစ်ခု ရန်ကုန်မှာကြံနေခဲ့တယ်လို့ခံစားရသည် မဟာဗန္ဒူလာလန်းတို့ကားချိုးပွေလိုက်တော့မှပင်တုံရင်နေဆဲဖြစ်သောသူမလက်ထဲကစာအုပ်များကိုငုံချီလိုက်၏ကမူးဤမဲစာနှင့်နိုင်ငံစာအုပ်ပါကလေးနောက်တအုပ်မှာလက်နှလုံးလောက်ထူပြီးကျွေဆက်ကူဖုံးပေါ်ကပကြီမှာနည်းနည်းညံ့၏အိယာပေါ်မှာလက်ထောက်လျက်ထထိုင်နေသောယောက်ျားတစ်ယောက်ဤရှေ့ကတကားတဝက်တစ်ပြက်ဖွင့်လျက်ထိုနေရာတွင်ရက်နေသောမိမတစ်ယောက်ဤပကြီပုံဖြစ်သည် စာအုပ်ညာဘက်ထိပ်တွင်ပင်းစာအုပ်ဟု အမှတ်တစိ့ပါသည်ဤတွင်ဤအရှိ East of Eden ဟုရေးထားပါသည် နောက်မျက်နှာဖုံးမှာ John Steinbeck ဤမျက်နှာပိုင်းတပ်ပုံဖော်ပြထားသည်ကဘာသစ်ဖန်တီးသူများ Makers of the Modern War ဖြစ်သည်မနေ့ကငါဘူကျုပ်ဈေးတစ်ထဲရောက်တယ် Sportset site အသေးကလေးတစ်ခုတိတ်လာတာပဲအယောင်ကတော့နေမဝွင့်ရဲတဲ့လီမော်ယောင်တောက်တောက် ရင်ဘက်မှာဖဲစားအနဲ့ရောင်ကလေးနဲ့အယုတ်ကလေးပါတယ်ငါအယမ်းကြိုက်တယ်နင့်ကိုတတိယသွားတယ်ဒါပေမဲ့ငါအိတ်ထဲမှာပတ်စံတရာတော်မပြည့်လို့မဝယ်ခဲ့ရဘူးဒီတစ်ခေါက်တင်းမောအပြန်မှာငါလက်ထဲပတ်စံ၈၀၀တော်မပြည့်တော့ဘူးနောက်တစ်ခေါက်တင်းမောကပြန်လာတဲ့အချိန်ထိအဲ့ဒီအင်ဂျင်ကလေးရှိသေးရင်ငါဝယ်ထားလိုက်မယ်နင်လုံးကြီးအနဲ့နဲ့ဝှက်ရင်ရတယ်နင်ပြန်သွားပြီးမှဘိတ်ကငါတငယ်ချင်းတယောက်အိမ်ရောက်လာတယ်နင့်အကြောင်း မမတို့နဲ့စကားဆက်မိရင် ပြောသွားတယ်မြေဝတ္ထုတွေကိုအရန်ကြိုက်တာတဲ့မဂဇင်းထဲကနေဖိုတိုစတက်နဲ့ကူးပြီးစုတောင်းထားတဲ့တချို့စာပိုက်တွေဆို အလွတ်တောင်ရတတ်တဲ့ဗျာယူကြောင်ကြောင်နဲ့ငါပြင့်နှစ်စာတွေဘာမှမကြိုက်တတ်ပါဘူးဒါနဲ့ငါလဲနင်နောက်တစ်ခေါက်လာရင်ကြုံရင်မိတ်ဆက်ပေးမယ်လို့ပြောလိုက်ရတယ်နင်ကတော်တော်နာမည်ကြီးနေတာပါလားငါဖြင့် မြင်တလုံးနမည်ကြီးနေတဲ့စာရေးဆရာမဖြစ်နေမှန်းမသိပါချိုးဤစာထဲတွင်နန္ဒနာမည်နှင့်နန္ဒအကြောင်းတခေါမှမပါချေသူ့ထုံးစံအတိုင်းခတ်သွက်သွက်စကားပြောနေရသလိုရေးထားခြင်းဖြစ်သည်နောက်တစ်လလုံးလုံးသူရန်ကုန်မှာရှိနေမည်ဖြစ်၍ဇော်အားသည့်အချိန်မှ စာရေးနိုင်ကြောင်းဇော့ကျမ်းမာရေးကိုဂရုစိုက်တင်ကြောင်းအားစေစားဖို့မပြင်းတင်ကြောင်းရေးပြီးအဆုံးသတ်ထားသည် စာအဆုံးသတ်တိုင်းရေးလိရှိသည့်အတိုင်း မြင့်ရဲ့ဖြိုးဟုလက်မှတ်ထိုးထား၏နန္ဒဤစာမှာအင်္ဂလိပ်ဘာသာဖြင့်ရေးထားပါသည်ချစ်တော်တင်တင်စောချစ်တော်မှာလွန်ခဲ့သည့်17နှစ်တုန်းက ရေးသလိုဒီရစကလုံးမဟုတ်ပဲဘီလပ်စကလုံးဖြစ်သွား၏သူမရင်ထဲမှာတင့်ခနဲလှုပ်ရှားသွားလေသည်တတိယချင်းများစွာနဲ့ဒီစာကိုရေးလိုက်ပါတယ်မင်းရဲ့စေခံဘလို့လဲမင်းရဲ့ကျင်နာမှုက အခက်ခဲတွေကို အောင်မြင်ကျော်လွှားနိုင်လိမ့်မယ်လို့ထင်ပါတယ်။မင်းရဲ့ခြေအစုံပေါ်မင်းရက်နေနိုင်ပြီဖြစ်တဲ့အတွက်မင်းကိုအားကြမိတယ်။ကိုဒီပလိုမာအောင်လက်မှတ်တစ်ခုအတွက်စာမေးပွဲဖြေဖို့စူးစမ်းနေတယ်။အဲ့ဒီအောင်လက်မှတ်က LCC လန်ဒန်ကူတန်ရောင်းဝယ်ရေးအသင်းကပေးมาဖြစ်တယ်။ခက်ခဲလိမ့်မယ်လို့ထင်တယ်။ဒါပေမဲ့ကိုဖြေနိုင်ပါလိမ့်မယ်။မင်းရန်ကုန်မှာหนีသွားတဲ့ရက်တွေဟာကို့အတွက်တော့အထူးတလဲနေ့တွေပဲ။ နောက်ပြီးတော်ရွှင်ရတဲ့နေ့တွေပဲဒါပေမဲ့အချိန်ကာလကတိုးတောင်းတော့နေမင်းပြန်သွားတဲ့အခါကို့အတွက်အဖြူရောင်ညတွေကြီးဖြစ်နေခဲ့တယ်ပေးလိုက်တဲ့စာအုပ်တွေကိုဖြစ်ဖြစ်ဖက်ပါမင်းဖက်ချင်တဲ့စာအုပ်တွေကို ကို့စီလှမ်းမာနိုင်ပါတယ်ကို့မှမရှိရင်ရှာဖွေပြီးမင်းစီပို့ပေးနိုင်ပါတယ်မင်းဂျွန်စတင်းဘက်ကိုဖက်ဘူးလားသူ့ဝါကြတွေကတိုးပြီးဆွဲဆောင်အားကောင်းတယ် မင်းနှစ်တန်းလိမ့်မယ်လို့ကိုမျော်လင့်ပါတယ်။အားလက်တဲ့အချိန်တွေကိုကြားရပါတဲ့ရုပ်ရှင်ကြည့်ခြင်းအားဖြင့်မဖြုံးတီးပဲစာအုပ်ကောင်းတွေဖတ်ဖို့တင့်နေ။သူပဲရှာရှာဖွေဖွေတတိတရာရေးတက်ပလီ။သူမသည်မြို့ထဲက ရုပ်ရှင်ရုံသို့တွားကြည့်ရန် အဖော်လုံးဝမရှိပါ။အနီးကဗီဒီယိုပြတော့မိတ်ဆွေဤအိမ်မှာကားကောင်းမှသာတခါတရံကြည့်ဖြစ်ပါသည်။ဆရာဝန်ဘဝတွင်မိမိဤကိုယ်ပိုင်လွတ်လပ်ခွင့် များစွာဆုံးရှုံးသည့်အထဲတွင်ရုပ်ရှင်ကြည့်ခြင်းလည်းပါဝင်၏။သူမဗီဒီယိုတစ်ခါတလေသွားကြည့်လျင်လည်းဖြောင်ဖြောင်မကြည့်ရပါ။လူနာကလိုက်ခေါ်သဖြင့်တဝက်တစ်ပြက်ဖြင့်ထပြန်ခဲရသည်ကများပါသည်။နောက်တစ်ခေါက်မင်းရန်ကုန်ကိုလာမယ်ဆိုရင် ကိုကို အကြောင်းကြားစီချင်ပါတယ်။ကိုကိုအသိပေးပါ။အချိန်အားရရင်ရချင်းကိုစီကိုစာပြန်စီလိုပါတယ်။နောက်တစ်ချိန်မင်းကိုပြန်တွေ့ဖို့ ကိုမျှော်လင့်နေပါတယ်။အနမ်းများဖြင့်မင်းရဲ့ novel လိပ်စာနန္ဒ novel ဒုတိယထပ်31လမ်းရန်ကုန်မြို့ဖုန်း039 901စာဤထိပ်စီနှုတ်ခွန်းဆက်စကားတွင်ဟောပြထားသောချစ်သောစကားလုံးမှတပါစာတစ်စောင်လုံးတွင်ချစ်တည်ဟုသော စကားတစ်ခွန်းမြမပါသည်ကိုဝမ်းနည်းခံခတ်စွာ သူမှခံစားမိသည် သူမစာမပြန်တင်ဘူးထင်ပါရဲ့သို့သောနန္ဒဣစာကိုဖတ်နေစမှပင်သူမကိုခန္ဓာတည်းရှိ သွေးများပူနွေးရာမှစူဝေစပြုလာသည်ကိုတတိထားမိသည်အနန်းများဖြင့်တဲ့စိတ်ကူးထဲမှ မျောမှန်းထားသောယောက်ျားတယောက်ဤအနန်းထက်ပိုမိုပြင်းပြပြီးသူမကိုစိတ်လှုပ်ရှားအောင်ဖန်တီးပေးနိုင်စွမ်းသောတကယ့်အနန်းများဖြစ်သည်သူမတသက်ဘယ်တော့မှမနိုင်မီမဟုတ်ပါ ဇောစာမပြန်ဘဲနေလင်ဘာရီဖြစ်လာနိုင်သည်။သူဇော့ကိုအောက်မေ့တတိယလွမ်းဆိုးလျက်နောက်တစ်ကြိမ်ကြိုးစားအောင်မီလား။သို့မဟုတ်မရောက်တာ17နှစ်ကြာသောရေနံချောင်းသို့သူလိုက်လာမီလား။မဖြစ်နိုင်ပါသူမဝမ်းနည်းစွာခေါင်းခါရမ်းလိုက်မိသည်။သူမိမတယောက်အပေါ်မှာဒီလောက်စိတ်ရှည်နိုင်မီမဟုတ်ပါ။သူသည်မေးပြောင်ရယ်မိသူသာဖြစ်သည်။သောပဝင်းကျင်တွင်ယောက်ျားများစွာမရှိပေမည့် ူပတ်ဝန်းကျင်မှာမိမများစွာရှိနိုင်သည်သူချစ်သူများဖျားဖျားသောဒီကိုပြန်ရောက်သည့်အချိန်မှစ၍သူတို့ဦးတည်းအထီးကျန်စွာနေလိမ့်မည်ဟုမိကဲ့သို့သူမယုံကြည်စိတ်ချနိုင်ပါမည်နီဇော်သူကိုတွေ့ရသည့်ရက်မှာ၃လရက်သာဖြစ်၏ဤ၃လရက်များသူတို့ဦးတည်းတွေ့ရုံဖြင့်သူမှာလက်ရှိရေးစာမရှိဟုမပြောနိုင်ပါဘဲလား သူမသူ့အကြောင်းကိုသိရန်များစွာလိုနေပါသေးသည်သို့သောယခုမှတော့သူမနောက်ကျခဲ့ပြီသူမဤမတိစိတ်ကသူဤညှို့ငင်ဆွဲခေါ်မှုနောက်သို့ကောက်ကောက်ပါအောင်လိုက်ပါလျက်ရှိပေပြီယခုတော့သူ့ကိုသူမမိမတယောက်အနေဖြင့်တတ်မှတ်နိုင်သလောက်အတိုင်းစာအကုန်ဖြင့်ဆွဲမှတ်မိပါချီပြီနန္ဒတတိယစွာစာပြန်လိုက်ပါတယ် သူမှာအင်္ဂလိပ်ဘာသာဖြင့်စာပြန်ရန်အကြိမ်ကြိမ်ကြိုးစားတော်လဲမအောင်မြင်ပါသူမသည်အင်္ဂလိပ်ဘာသာရက်ကိုကျွမ်းကျင်လာသည်မဟုတ်ပါအကယ်၍အမားတစ်ခုခုပါသွားရင်မခတ်ပေဘူးလားရိုးသားစွာပင်မြန်မာဘာသာဖြင့်စာပြန်လိုက်ပါသည်နင်ကပြောတော့ကမူးကလွယ်တယ်ဆိုငါအတွက်တော့မလွယ်ပါဘူးစကလုံးတွေကခတ်တာပဲငါဖြင့်ဆရာထင်လင်းကိုထိုင်ထိုင်ရှစ်ခိုးချင်စိပေါက်လာတယ် ဒါနဲ့ကမူးကိုချထားပြီးဂျွန်စတင်းဘက်ကိုဖက်နေတယ်။ဒီတော့မှစိတ်ချမ်းသာသွားတယ်။ငါဒီတစ်ခေါက်ရန်ကုန်ရောက်ရင်ကမူးဝိထုကိုနင့်တကြောင်းချင်းဘာသာပြန်ပေးမလား။တကယ်တမ်းသူ့ထံမှာသူမှလိုချင်သောအရာမှာကမူးဤဘာသာပြန်ပြောပြဖို့တတ်သက်ဟုတ်မဟုတ်ပါမလားဟုရေးနေရင်တန်တရာဖြစ်လာသည်ပြောတာပြောရတာပါကွယ်ငါရန်ကုန်ကိုလာဖို့ရက်ကဘလို့မှအမှန်းဆနိုင်သေးပါဘူး PNC စာမေးပွဲရေးဖြေကလည်းကြမာလီနောက်တနေ့ posting ခေါ်ရင်တော့ရောက်နိုင်ပါလိမ့်မယ်နိစာအုပ်တွေငါစီမှာတနည်းလောက်တောင်းတင်နေရင်ဘယ်နဲ့သဘောရမလဲဖခင်နဲ့နှစ်ဦးတည်းနေသောမိန်းကလေးတဦးအနေဖြင့်ဈေးခန်းနဲ့ဖခင်ကိုပြစ်ပယ်၍ခီးထွက်ဖို့အကြောင်းပြချက်ကတော်တော်ကောင်းမှဖြစ်မည်ဒီလိုသာနန္ဒနဲ့ဆုံရမြည်မှန်းသိရင်ရေးပြေစမေးပွဲအောင်နိုင်ရန်သူမစာကိုစူးစမ်းကြက်မှတ်မိမည်ဖြစ်သည် ရေးပြေအောင်၍အင်တာဗျူးခေါ်ရင် ရန်ကုန်သို့နောက်တစ်ခေါက်သွားဖို့အခွင့်ရရမည်မဟုတ်ပါလားယခုတော့သူမစာတလုံးမျှမကျက်ပဲဖြည့်ဘူးသည်ရှိအောင် သွားဖြည့်ချင်းသာဖြစ်လေသည် သူရေးလိုက်သည့်စာကဲ့သို့ပင်သူထံအချစ်ဟူသော စကလုံးတလုံးများမပါစေပဲစာခတ်တူတူပြန်လိုက်ရမည်ငါစေခန်းအခြေအနေကောင်းပါလေအခုငါငားနေတဲ့အင်္ဂလိပ်ကလည်းတိတ်လှတယ်နင့်ကို မပြောခဲ့ရဘူးနော်ကုန်းအမြင့်မှာစောက်ထားတာ ပိုက်ခံအင်္ဂလီတစ်ထက်တည်းဆိုတော့ဘင်္ဂလိုလေးတစ်ခုပါပဲအိမ်ကအဝေးပြေးလမ်းမပေါ်မှာတော့မဟုတ်ဘူးလမ်းကြားလေးတစ်ခုတည်းဝင်ရသေးတယ်ဒါပေမဲ့အေးချမ်းပါတယ်အိမ်ရဲ့နောက်ဘက်မှာကွင်းပြင်ကျဲဂုံးလျှောကလေးတစ်ခုရှိတယ်အဲ့ဒီကွင်းပြင်ထဲမှာတစ်ပင်နှံအုပ်အုပ်ကလေးရှိတယ်ကြည့်ရတာညညဆိုရင်အရန်လေတာမှာပဲအခုတော့စောင်းတွင်းဝင်မိမှချမ်းတယ်နေတစ်ခါလောက်လာလေဖို့ကောင်းတယ် ညင်တို့30တလန်းလို့ကားမရှုပ်ဘူးလူမရှုပ်ဘူးသူမအခန်းဒီကွင်းပြင်ရှိရာသို့မျက်နာမူနေသော အခန်းဖြစ်ပါသည်အဝါရောင်ခေါင်းလောင်းပုံပန်းပွင့်ကလေးများပွင့်တက်သောအရွက်ခတ်ချွန်ချွန်ထိုအပင်တန်းကလေးသည်ညင်သက်အေးစိမ့်စွာလှပနေ၏ထိုဂုံးရှော၏တစ်ဖက်မှာတော့ခရိယံဘာသာဝင်များ၏တင်ကြိုင်းသည်နှိမ့်စင်းစွာတည်ရှိ၏ဤကုန်းမြင့်တန်းတွင်တော့သူမနေသည့်အိမ်မှာအမြင့်ဆုံးအပိုင်းဖြစ်သည် ။ဤအိမ်ကိုဖြိုးပင်လင်တခါမျှမရောက်ဘူးပါ။ထို့နောက်မြင်တစ်ခေါက်လာလေဖို့ကောင်းတယ်ဟုသော စာကြောင်းတစ်ကြောင်းလုံးကိုချစ်ပစ်လိုက်၏။အခုမှတော့စာရေးဆက်ကူအသည့်ဖြင့်ဝူရတော့မည်။မြင်လိုချင်တယ်ဆိုတဲ့ဒီပလိုမာအောင်လက်မဲ့ရပါစေ။ရန်ကုန်မှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံစွာပျော်ရွှင်နိုင်ပါစေ။ချစ်ခင်စွာဖြင့်တင်တင်စော1989ခုနှစ်နှစ်ဦးပိုင်းလများသည့် ်တင်းတင်းဆုံးအတွက်စိတ်တွေပြားလွမ်းဆွဖို့ပင် အချိန်မရနိုင်အောင် အလုံရှုပ်သောလများဖြစ်လေသည်လုံချင်းဝိတ္ထုရေးခြင်းနှင့်လူနာကုသခြင်းကိုတပြိုင်တည်းပြုလုပ်နေရသောကြောင့်ဖြစ်သည်ဒီအတော်အတွင် နန္ဒစီမှာစာလေးဆောင်သာရလျက်ချိုးထံမှာစာ၆ဆောင်ရသည်ချိုးကထုံးစံအတိုင်းသူ့အချစ်ကိစ္စကို စာတဲ့ဘက်တော့မှအထက်မရေသူတင်ပေါ်ထွက်ရမိရက်များပြန်လာမိရက်များ သူ့ထံတင်တင်သောစာရေးရမည့်ရက်များမရေးရမည့်ရက်များစသည်တို့ကိုသာထည့်ရေးတတ်သည်နန္ဒကတော့တင်တင်သောရန်ကုန်သို့လာစေလိုသည့်အကြောင်းမတွေ့ရတာကြာပြီဖြစ်၍အလွန်တတိယသည့်အကြောင်းသို့သောတင်းတင်းသောကိုချစ်ခွင့်တောင်းသည့်စကားမျိုးကြတော့ရောင်လို့ပင်ထဲ့ရေးဖို့မရကြီစာအစတွင်ချစ်သောစကလုံးဖြင့်စထားပြီးစာအဆုံးတွင်အနမ်းများစွာဖြင့်노벨ဟုသာထုံးစံအတိုင်းရေးဖို့ရသည် တခါကတော့ကြံနိုင်အောင်ကားကိတ်မတဆင်ပစ္စည်းပို့၍ရသည်ဟုသော တင်းတင်းစော့စာအရာသူကကားကိတ်မစာအုပ်များချောထုတ်လို့၍ပို့ပေးခဲ့ဘူးလေသည်ဂျွန်စတင်းဘတ်ဤစာအုပ် DH Lawrence ဤသက်တမ်း AJ Caroni ဤကဘာနှစ်ခုမှစွန့်စားခန်းများ Ivan Dagin Nevri မုတ်ဆိုးဤစာပလီများဟုသောမြမပြန်စာအုပ်တအုပ်နှင့်အတူ တွဲ၍ဖတ်နိုင်ရန်အမဲလိုက်မှတ်စုများဟုသောအမိဖြင့် ရာရက်ဂျနက်ဤအင်္ဂလိပ်ဘာသာပြန်တအုပ်ပါသည်စာအုပ်အားလုံးဤဒုတိယစာမျက်နှာညာဘက်ထိပ်တွင်မင်းအတွက်ထာဝရနိုဝယ်ဟူသောရည်ညွှန်းချက်ပါသည် ဒီလိုဆိုပြန်သောနန္ဒကတင်တင်စော့အပေါ်ဂရုတဆိုင်ရှိသားပဲဟု သူမအကျဉ်းနဲ့ရပြန်သည်အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် အပိုင်း၁၈ကိုဒီမှာပဲရပ်နာပြစီရှင် နောက်လာမယ် အပိုင်း၁၉ကိုလည်းဆက်လက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။နောက်ထပ်နောက်ထပ်တွင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသုတရတဆောင်းပါးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့နော်။